မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘုံသဘောတူညီချက်များကိုလိုက်ငါခြင်းမရှိသည့်စစ်ကောင်းဆောင်မြောင်းလိုင်းအာဆီယံအစည်းအဝေးတက်ရောက်ခွင့်ရမည်မဟုတ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်အာဏာသိမ်းမှုကြောင့်ပိတ်ပင်ခံထားရသောအာဆီယံထိပ်သီးအစည်းအဝေးကို ပြန်လည်တက်ရောက်ခွင့်ပြုရန်စစ်ကောင်စောက်ဘိုးချုပ်မူကြီးမြောင်လိုက်နှင့်၎င်းဦးဆောင်သည့်စစ်ကော်မရှင်ကအာဆီယံအလဲကျဥက္ကဋ္ဌထံတောင်းဆိုခဲ့တော်လဲအာဆီယံဘုံတဘောတူညီချက်၅ချက်ကိုလိုက်နာမှုမရှိသဖြင့်တက်ရောက်ခွင့်ရမည်မဟုတ်ကြောင်းတန်တမန်တရင်ချင်းမြများထံကသိရပါသည်စစ်ကောင်ဆောင်၏အဖွဲ့သည်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ရှိ Convention ဘဟုဌာန KLCC တွင်လာမည့်အောက်တိုဘာလ23ရက်မှ28ရက်အထိကျင်းပမယ်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်ခွင့်ရရန် လက်ရှိအာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားနိုင်ငံသားရွေးဝင်ကြီးဒါတိုဆရီမိုဟာမတ်ထာဆန်ဦးဆောင်သောအဖွဲ့မြန်မာပြည်ခီးစင်အတွင်တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။သို့သောအာဆီယံကမြန်မာငြိမ်းချမ်းရေးနှင့်ပတ်သက်၍ဘုံသမောတူညီချက်၅ချက်ကိုသတ်မှတ်ချထားပြီးစစ်ကော်မရှင်ကလိုင်းနာမှုမရှိသဖြင့်အစီအဝေးများတက်ရောက်ခွင့်ပိတ်ပင်ထားသလိုအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်းဖိတ်ကြားပြမရကြောင်းတန်တမန်များနှင့်ထိတွေ့သူများထံမှသိရှိရပါတယ်။အာဆီယံအနေနဲ့စစ်အုပ်စုရဲ့အာဏာသိမ်းမှုကိုလက်ခံလို့မရဘူး။ ဘာလို့ဆိုဘုံသဘောတူညီချက်၅ချက်ကရှိနေတယ်။ဒါကြောင့်မို့လို့ဒီနေ့အထိစစ်အုပ်စုကိုဖိတ်ကြားတာမျိုးအာဆီယံကမလုပ်တာဖြစ်ပါတယ်ဟုအာဆီယံတပ်ထမရေးရာများနှင့်ဤဆက်သည့်တော်လှန်ရေးအင်အားစုဝင်တအူးကသတင်းဌာနကိုအတည်ပြုပြောဆိုပါတယ်။၄၈ချိန်ရောက်အာဆီယံထိပ်သီးအစည်းအဝေးမစတင်ပြီးမလေးရှားသတင်းဌာနတစ်ခုကစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တက်ရောက်ခွင့်ရနိုင်သည်ဟုကနအူးသတင်းဖော်ပြခဲ့တော်လဲ။နောက်ပိုင်းတွင်၎င်း၏အမည်ကိုဖိတ်ရှား၍ပြန်လည်ဖော်ပြခဲ့သည် မလေးရှားသတင်းဌာန၏ကနအူးသတင်းဖော်ပြမှုကိုစစ်ကော်မရှင်ဝါဒဖြန့်မီဒီယာများကလူတို့ချဲ့ကား၍အာဆီယံအစည်းအဝေးများသို့စစ်ကောင်ဆောင်တက်ရောက်ခါအမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင်ကမ္ဘာနိုင်ငံအသီးသီးမှကောင်ဆောင်များနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဟုဖော်ပြကြသည်။ရှင်းအတူအာဆီယံ၏လက်ရှိအလဲကျဥက္ကဋ္ဌဖြစ်သည့်မလေးရှားနိုင်ငံသား၏ဝန်ကြီးဒါတူဆရီမိုဟာမတ်ထာဇန်ဦးဆောင်သောအဖွဲ့သည်ပြီးခဲ့သည့်အောက်တိုဘာ9ရက်က မြန်မာနိုင်ငံသို့ရောက်ရှိလာစဉ်မူလအခွင့်အရေးများပြန်လည်ပေးအပ်ရန်စေကောင်းဆောင်နှင့်အဖွဲ့ဝင်များကတောင်းဆိုခဲ့ကြောင်းသိရပါသည်။ဆလပီ AA ကိုတိုက်ခိုက်ရန်ကြောက်ဖြူမျိုးတွင်ဒရော့ဘုံသီးများကိုကားပေါ်အတင်အချပြုတ်လုံနေစဉ်ပေါက်ကွဲမှုဖြစ်ပြီးအကြမ်းဖက်စစ်တပ်မှတက်ကြွကြီး၂ဦးအပေါင်း၅ဦးကွဲချင်းပြီးတေဆုံးအလောင်းများတစားစီဖြစ်သွားတာမို့မိသားစုကိုပင်ဓာတ်ပုံမပြဘဲချက်ချင်းသကြိုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါသည်။ အရခတ်တက်တော် AA ကိုတိုက်ခိုက်ရန်အတွက်ကြောက်ဖြူမျိုးပေါ်မှစစ်ကောင်စီတွေအနေနဲ့ရုံဖုံးသီးများကိုကားပေါ်မှအတင်းအချပြုတ်လောက်ခါပြင်ဆင်နေစဉ်ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်မှတက်ချက်ကြီး၂ဦးအပါစစ်တီ၅ဦးကွဲချင်းပြီးတေဆုံးကအမြောက်အများထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နေ့က ကြောက်ဖြူမျိုးပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့အာရခတ်တပ်တော်အေအေနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်အုံပြုဖို့အတွက်ဒရုန်းဖုံးသည့်တချို့ကိုလက်နက်ခဲယံတူလောင်ရေးမှတက်စင်ရှေ့တန်းတွေစီကိုပို့ဆောင်ဖို့အတွက်ထောက်ပို့ကားတွေနဲ့အတူဘုံသီးအတင်ချတွေလုပ်ခဲ့တယ်လို့သိရပါဗျ။အဆိုပါဘုံသီးတွေကိုကားပေါ်ကိုတင်ရန်စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်20ခန်းဖြင့်လှုပ်ဆောင်နေစဉ်၎င်းတို့အဖွဲ့ထံမှစစ်ကောင်စီတပ်သားတအူးရဲ့လက်ထဲမှဘုံသီးလွတ်ကျခဲ့ပြီးပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ ဆက်လက်ထိခိုက်ပေါက်ကွဲခဲ့တာကြောင့်အနီးအနားမှာရှိနေတဲ့စစ်ကောင်စီတပ်သား၅ဦးပွဲချင်းပြေးသေဆုံးခဲ့တယ်လို့အမြောင်အများထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်က18ရက်နေ့ကဖြစ်တာပါ။ခါတိုင်းလိုဘုံပြီးပို့ဖို့လှုပ်အားပေးထုတ်တော့ခုတည်တဲ့သူတွေအပအယောက်20နီးပါးလောက်ကိုလှုပ်အားပေးထုတ်တယ်။အမှသူတို့လက်ထဲကဘုံသီးကလွတ်ကြပြီးကွဲတော့ အနည်းဆုံး၅ရောက်ကတော့ပွဲချင်းပြီးသေးတာပဲ။ချန်နယ်သူတွေလည်းတန်ရာရရှိတာတွေရှိတယ်ဟုကြောက်ဖြူတက်တွင်သတင်းရင်းမြစ်တအူကသတင်းဌာနကိုပြောပါရယ်။အဆိုပါဖြစ်စဉ်အတွင်တိစုံခဲ့ရတဲ့စစ်ကောင်စီတပ်သား၅ဦးအနက်၂ဦးမှာတက်ကြက်ကြီးဟန်ထက်သူရာနှင့်တက်ကြက်ကြီးရဝေထက်တို့ဖြစ်ပြီးချန်၃ဦးကတော့အတီးပြုတ်နိုင်ဖို့စုံစမ်းနေစေဖြစ်တယ်လို့အဆိုပါသတင်းရင်းမြစ်ကဆက်လက်ပြောပါရယ်။တိရာ9ရောင်အထဲက2ရောက်ကိုတော့အတီးပြုတ်လို့ရပါတယ်တက်ကြက်ကြီးဟန်ထက်သူရာနှင့်တက်ကြက်ကြီးဟန်ထက်သူရာနှင့်တက်ကြက်ကြီးရဝေထက်တို့ပေါင်း ခိုးပုံစင်တက်ကြက်ကြီးတွေအသက်ငယ်ငယ်လေးပဲရှိသေးတယ်။ဒါ့အပြင်ပောက်ကွဲမှုဖြစ်စဉ်တွေတည်ဆုံခဲ့ရတဲ့စစ်ကောင်စီတပ်သားတွေရဲ့ရုပ်အလောင်းတွေဟာဒရုန်းပုံသီးရဲ့ရှမ်းအားအရှိန်ကြောင့်တစစီဆုတ်ပြတ်သွားခဲ့ရတာမို့မိသားစုကိုအကြောင်းကြားပြီးနောက်နေ့ချက်ချင်းတကြိုခဲ့တယ်လို့လည်းသိရပါတယ်။ဒါရီမကအဆိုပါရုပ်အလောင်းတွေနဲ့ပတ်သက်ပြီးမိသားစုကိုလည်းဓာတ်ပုံတွေပင်ပေးပို့ခြင်းမရှိတဲ့အပြင်စစ်စင်ရေးအခြေအနေဖြစ်တာမို့တရေမပေါက်ကြရေးအတွက်အထူးတားမြစ်ပိတ်ပင်ခဲ့တယ်လို့သိရပါတယ်။ ရှုပ်အလောင်းတွေကတော့ဒရုန်းဖုံးဒီအနီးကပ်ကွဲတာဆိုတော့စုပ်ပြတ်သွားတာပဲ။တချို့ဆိုတစစီပဲ။အဲ့ဒါမိသားစုကိုတော့အကြောင်းကြားပြီးနောက်နေ့ချက်ချင်းတက်ကတချို့လိုက်တယ်။ဒီကိစ္စလိုင်းပေါ်မပြန့်ဖို့အတွက်လဲတက်ကမိသားစုကိုကြမ်းထည့်သူကိုကတတိပေးတဲ့ပြောင်။ကြောက်ဖြူမျိုးနဲ့အတွင်းစစ်ကောင်စီနဲ့ ်အရကတက်တော်အေအေတို့ကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတာလာအနေနဲ့ကြာမြင့်လာပြီးဖြစ်ပြီးအရကတက်တော်ဘက်မှစကားဆာရဲ့အမှတ်32ရဲတပ်ရင်ခကင်းစခန်းအများစုကိုသိမ်းပိုက်ထားနိုင်တယ်လို့တိုက်ပွဲတွေအတွင်းမှာလည်းစစ်ကောင်စီရဲ့ပုံမှုချုပ်အဆင့်တွေပါစစ်တီအများအများကိုတုတ်တင်ရှင်းလင်းမှုတွေပြုလုပ်ထားနိုင်တယ်လို့သိရပါတယ်ဆလဘီချောက်ဖူတိုက်ပွဲပြန်လည်ဖြစ်ပွားလာရာစစ်ကော်မရှင်တပ်များတေဆုံမှုများနေသည့်အတွက်အင်အားလေးရာခန့်စစ်ကူဖြည့်တင်းနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တွင်တိုက်ပွဲများပြန်လည်ပြင်းထန်လာနေပြီးစစ်ကောင်မရှင်တပ်ပတ်မှထိခိုက်သေးဆုံးမှုများနေကြောင်းသိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ15ရက်နေ့တွင်ကြောက်ဖြူမြို့နယ်ပြင်ရှင်နှင့်ခူလာဘာတွင်အရကတပ်တော် AA နှင့်စစ်ကောင်မရှင်တပ်တို့တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်တပ်မှအရာရှိများအပါအဝင်တပ်ဖွဲ့ဝင်အများအပြားသေဆုံးကြောင်းဒေသရင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။တိုက်ပွဲများဆက်တိုက်ဖြစ်ပွားပြီးနောက်အောက်တိုဘာ19ရက်တွင်စစ်ကောင်မရှင်က တောင်မော်ဦးရေတန်း၊ဓညဝရီရေတပ်ဌာနချုပ်နှင့်ခမာရ943တို့စစ်ကူအင်အား400ခန့်ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။စစ်တပ်ဘက်ကစစ်ကြောင်းတွေပြန်ဖြန့်ပြီးတက်လာရကတိုက်ပွဲတွေပြန်ဖြစ်နေတယ်။စစ်တပ်အရာရှိပိုင်းတွေ AA စနိုက်ပါကြောင့်တေးတာများတယ်။သူတို့အလောင်းတွေကိုနေပြည်နယ်တစ်ပုတ်တောင်ဘတ်တည်ကြတယ်ဟုကြောက်ဖူသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရတယ်။ကြောက်ဖူမျိုးတွင်ပိုင်းကိုအပြေးအဝထိန်းချုပ်ထားတဲ့စစ်ကော်မရှင်က အေအေနဲ့ထိတွေ့တိုက်ပွဲများရှိနေသည့်ပြင်ရှိကုလပါလက်ခမော်စသည့်ခြေရွတ်များဘက်ကိုပါစစ်ကြောင်းထူလာရာတိုက်ပွဲများပြန်လည်ပြင်းထန်လာခြင်းဖြစ်ပါသည်အေအေဒီပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကြောက်ဖြူရန်ကုန်လမ်းရှိအမှတ်3ရဲတပ်ရင်းကိုဒရုန်းပုံများဖြင့်တိုက်ခိုက်ခဲ့ရာစစ်ကော်မရှင်တပ်ဖွဲ့ဝင်များတေဆုံးထိခိုက်မှုရှိကြောင်းသတင်းရင်းမြစ်များထံမှသိရပါရယ်ရက်ခိုင်ပြည်နယ်အတွင်းကြောက်ဖြူစစ်တွေနဲ့မှန်အောင်၃ခုနဲ့တွင်သာရှိနေသည့်စစ်ကော်မရှင်ကရွေးကောက်ပွဲကျင်းပနိုင်ရန်ကြောက်ဖြူတိုက်ပွဲကိုထိန်းချုပ်လိုနေပြီး စစ်ကော်မရှင်တပ်ထိုးစစ်များနေရာအနက်ဖြန့်ထားပြီးတက်လာရာအေအေအေးကြားဖြတ်တိုက်ခိုက်မှုကြောင့်အစုလိုက်အပြုံလိုက်တေဆုံးနေရကြောင်းသိရပါတယ်။ဆက်လက်ပြီးတရင်မှုဒုဗိုလ်မှုကြီးတအူတေဆုံးခဲ့သည့်ရေတာရှည်တိုက်ပွဲပကိုးတိုင်းရေတာရှည်မြို့အရှေ့ဘက်9မိုင်ကျော်အကွာစစ်တောင်းမြေကန်ပေရွာသစ်ကြီးရွာတွင်အထိုင်ကျတပ်ဆွဲထားသည့်စစ်တပ်ကိုအော်တိုဘာလ20ရက်နေ့ကဝင်ရောက်တိုက်ခိုက်စဉ် တည်ရင်မှုဒုတိယဗိုလ်မှူးကြီးတအူအပါဝင်15ဦးခန့်တည်ဆုံပြီး2ဦးကိုအရှင်ဖမ်းမိကြောင်းပြည်သူ့ကောက်ွယ်ရေးတပ်မတော် PDF အမှတ်နဲ့စစ်စစ်ရေးနယ်မြေကအော်တိုဘားလ21ရက်နေ့တွင်ထုတ်ပြန်ခဲ့ပါတယ်။အမှတ်2029လေးချောင်းရန်ကောက်ွယ်ရေးတပ်လာကာတာတာမှဒုတိယဗိုလ်မှူးကြီးညီညီနိုင်ဦးစည်းပြီးအင်အား60စက်တမနဲ့ရှိသည့်အထိုင်ချစစ်ကော်မရှင်တပ်ဖွဲ့ကိုယနေ့မိုးလဲ2နာရီခန့်မှစတင်တိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲတွင်ပါဝင်သည့်အမှတ်106နေပြည်တော် PDF တပ်ရဲမှတာဝန်ရှိသူတအူးကပြောပါတယ်။ နှစ်နာရီကြာကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ရွာသစ်ရွာအထိုင်စခန်းနဲ့ရင်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကစုခွာထွက်ပြေးသွားကြသည်ဟုသိရပါတယ်။ MACD နှစ်လံ G3 သုံးလံ60မမတလံပစ္စတိုတလံ drone jumper အထိုင်စက်ကြီးတစ်ခု KN မျိုးစုံနဲ့အခြားစစ်အုံဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းထုတ်ပြန်ချက်ကဆိုပါတယ်။ တည်ရင်မူဒုတိယဗိုလ်မှူးကြီးညီညီနိုင်အောင်ဖန်စီချင်းပစ္စတိုဖြစ်ပြန်ခုခံသဖြင့်ဖြစ်ခတ်ရှင်းလင်းခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUGE နေပြည်တော်တိုင်းစစ်ဌာနကလည်းထုတ်ပြန်ထားပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။